မင်္ဂလာပါ Listener Heaven Audio Book Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီတစ်ခါမှာတော့ Listener Heaven စာစဉ်တွေမှာကျွန်တော်လစဉ်ရေးသားနေခဲ့တဲ့ကြံစည်တော်တွေကိုတုံးဝင်ခန်းစားကြည့်ခြင်းဆိုတဲ့ကြံစည်ခန်းစားခြင်းတစ်ခုကိုဖတ်ပြမှာဖြစ်ပါတယ်ဒီတစ်ခါဖတ်မှာကတော့ကြံစည်တော်တွေကိုတုံးဝင်ခန်းစားကြည့်ခြင်း16ပွဲဖြစ်ပါတယ်ကဲကျွန်တော်တို့အတူတူလိုက်ပါစီးမျောခန်းစားကြည့်အောင်ခင်ဗျာ ခုတလောစိတ်ထဲမှာတွေးမိနေတာက online ကဗျာတွေသူသည်ခစ်ပေါ်ကဗျာတွေပေါ်မှာ online ပရိသတ်အားပေးမှုကြာဆင်းနေခြင်းနဲ့လက်ရရှိတဲ့ online မျိုးဆက်တချို့ကဗျာကိုစော့ခွာတာပြုခြင်းအကြောင်းပါပဲကျွန်တော်တို့ပြောနေကြစကားက online ကဗျာရေးတာ like မလိုပါဘူးဆိုတာပဲကိုရေးချင်လို့ရေးကြတာဖြစ်ပြီးတော့မရေးရမနေနိုင်လို့ရေးတာက like ရခြင်းမရခြင်းကအရေးမပါဘူးဆိုတာပဲဒါပေမဲ့အမှုပညာအထူးသဖြင့်ကဗျာအမှုပညာမှာတက်ခံကောင်းမွန်တဲ့လုံမြောက်စိတ်ရှိဖို့အရေးကြီးပါတယ် လက်ခံအားနည်းတဲ့ကဗျာဆရာတွေဒါမှမဟုတ်စိတ်ခံစားချက်အားပြင်းကြတဲ့ကဗျာဆရာတွေဟာတွေ့ရကြုံရတဲ့မခံစားနိုင်တော့တဲ့ဝေဒနာတွေကြောင့်စိတ်ပြက်ညှိ့ငွေ့လာပြီးတော့ကဗျာကိုစွန့်ခွာဖို့ခြေလိုက်ပြင်ကြပါတယ်ကျွန်တော်ကိုယ်တိုင်ကဗျာနဲ့အဝေးကိုထွက်ပြေးဖို့မကြမကြာကြံစီမိနေသူဖြစ်ကြောင်းလည်းဒီနေရာမှာဝေခံပါတယ်ကဗျာနုပညာနဲ့ကြီးပါတယ်တော်ယုံကုသူနဲ့ကဗျာဆရာဘဝမှာရည်ရှိမနေနိုင်ပါဘူးထိုက်တန်မှသာကဗျာဆရာအဖြစ်မြင်ရတာပါ ကြပြဆရာတချို့ကြပြအရှိပိုင်းတိုက်ပွဲကနေပြီးတော့စုတ်ခွာရခြင်းအကြောင်းတစ်ခုကတော့မြင်ရကြားရခံစားရတာတွေဟာလူကိုထုံပေပေကြီးဖြစ်သွားစေတာကြောင့်ဖြစ်ပြီးတော့အဲ့ဒီခံစားချက်တွေကိုပွင့်အံ့လို့မရတော့တဲ့အစုံတိတ်ဆိတ်ပြက်လိုက်ကြတာပါပဲဒါပေမဲ့ဘလို့ပဲရက်တက်ပြက်လိုက်ခြင်းပေမဲ့ရက်မရသေးတဲ့ကျွန်တော်ကတော့ကြပြခံစားခြင်းတွေနဲ့ကြပြတွေတဲကိုခံစားသူဖြစ်ပြန်လဲရောက်ရှိနေခဲ့ပါပြီ။ ျွန်တော်တို့မြင်သမျှမြင်ကွင်းနေရရုပ်ရှင်ကားတစ်ခုကိုကြည့်နေရတယ်လို့ပါပဲရုပ်ရှင်ထဲမှာသာမြင်ရတတ်တဲ့အကြောင်းတွေကိုအပြင်မှာမြင်လာကြရတော့ကြပြဆရာမင်းပိုင်စိုးစီရဲ့ရုပ်ရှင်ဆိုတဲ့ကြပြလေးကိုပြည့်တည်ရလိုက်မိပါတယ်ကြပြလေးကိုကျွန်တော်တို့အရင်ဆုံးခန်းစားကြည့်အောင်ပါရုပ်ရှင်ညနေရပူမှောင်လာပြီးနေ့နေရပူလင်းလာတော့ငါအရေးတွေပူပူပြီးတော့ရှည်လာတယ် အသိဉာဏ်တွေကဖရာတွေရဲ့လက်အောက်မှာမျိုးပြာပုံဤလို့အဲ့ဒီမှာဇတ်တော်တွေရှိမယ်ဒန်နာယီတွေရှိမယ်ပုံမြင်တွေရှိမယ်သစုံတယောက်ကောင်းစားဖို့ဘီလင်ကအရေးပါလာတယ်ဇယံတွေကပါရမီဖြစ်ပတ်တွေဖြစ်လာမယ်ဇက်လိုက်ကတော့ပူပြီးတော့ယုံလုံးကြွနေရာထိုင်ခင်းအခင်းချင်းကကြီးကြီးကျယ်ကျယ်ဖြစ်ရမယ်။ဘသူတွေမှတော့မမြင်ဘူးခဲ့ကြဘူး။ဒါပေမဲ့ယုံခဲ့ကြတယ် ယူဒီယာရှိတာယူပြီး ချန်ဒီယာရှိတာချန်ဖို့တော့လိုလိမ့်မယ်အခုပြောနေတဲ့အကြောင်းကတော့ရုပ်ရှင်ဖြစ်ပါတယ်ခပြားဆရာမင်းပိုင်စိုးစီရဲ့ကပြားလေးဖြစ်ပါတယ်ညတွေကပိုမှောင်လာပြီးနေ့တွေကပိုလင်းလာတော့ငါအရေးတွေကပိုပိုပြီးတော့ရှည်လာတယ်အသိဉာဏ်တွေကဖယားတွေရဲ့လက်အောက်မှာညှို့ပြမှုန်ကြီးလို့တဲ့အမောင်လေးကိုစတင်ဆွဲထုတ်ပြလိုက်ခြင်းနဲ့ကပြားဆရာကပြားကိုစတင်လိုက်ပါတယ် ခေပြိုင်ကြပြားတွေကပြောလို့ရအောင်တိုက်ရိုက်ပြောလို့မရှိပါဘူးတခုခုကတော့တိုးဝက်ထားတဲ့ကြပါတယ်ကြပြားဖတ်သူဟာကိုယ့်ရဲ့ပင်ကိုအတိအခံနဲ့ကြပြားကိုနားလည်သလိုခံစားလိုက်ရုံပါပဲကြပြားဖတ်သူရှူသွေးမိလိုက်တဲ့ယတတဇဟာကြပြားဆရာရဲ့ဆိုလိုရင်းလည်းဟုတ်ချင်မှဟုတ်မှာပါမတူညီတဲ့အတွက်ပြဿနာနည်းနည်းပပတော့ဟုတ်မှာမရှိပါဘူးကြပြားဖတ်သူရဲ့အခွင့်အရေးကကြပြားတပုတ်ကိုကိုယ်ခံစားမှုလိုက်ခံစား권ရှိပါတယ်ကြပြားဖတ်သူကတိလို့စောနဲ့ခစ်ပြိုင်ကြပြားတပုတ်ကိုအတင်းကာရောလိုက်ပြီးတော့ အဓိပ္ပာယ်ပွဲပေါ်မှာကြိုးစားပါနဲ့ဒါကဘာနဲ့လားသရံတူလဲဆိုတော့အင်္ဂလိပ်စာမတောက်တခေါက်တက်ပြီးတော့အင်္ဂလိပ်တက်သနာစာအုပ်တော့ကိုဘာသာပြန်ဖို့ကြိုးစားနေတယ်လို့ပါပဲနားလည်တဲ့လောက်ကိုပဲခံစားပါဒါဟာကဗျာဖန်ဤတစ်မျိုးပါကဗျာခံစားဤတစ်မျိုးပါကဗျာဆရာကရုပ်ရှင်လိုကောင်းစင်တက်ပေးထားတော့ကျွန်တော်တို့ကပိတ်ကားတစ်ခုပေါ်မှာဇလန်ဇက်ကွက်တွေနဲ့ရုပ်ရှင်တစ်ခုကိုပြေးပြီးတော့မြင်မိမှာပါပဲသေချာဖက်ကြည့်တော့ကဗျာဆရာကကျွန်တော်တို့နေ့စဉ်ကြုံတွေ့နေရတဲ့ဖြစ်စဉ်တွေကိုရုပ်ရှင်တကားလိုမြင်တဲ့အသည့်တွေနဲ့ ကြပြပိုက်တွေကိုစပွင့်ထားခြင်းလို့ကျွန်တော်ခံစားမိပါတယ်။ညတွေဆိုတာအေဂျင့်တိတ်ဆိတ်ခြင်းအနားယူအိတ်ဆက်ခြင်းစတဲ့တသားရအချင်းတွေနည်းနည်းလိုက်လာခြင်းလို့ကျွန်တော်အထိပယ်ဖွင့်လိုက်ပါတယ်။ဒါဆိုနေ့တွေဆိုတာကညရဲ့စန့်ကျင်ဘက်တွေပေါ့ကျွန်တော်တို့မသွားခြင်းနဲ့သွားရမလုပ်ခြင်းနဲ့လုပ်နေရတဲ့အလုပ်ပေါင်းများစွာနေ့နေ့တွေကပို့ပြီးတော့နေ့တိုင်းရှိလာတော့ကျွန်တော်တို့ရဲ့အတိတ်အရေးတွေ ကျွန်တော်တို့လှုပ်ဆောင်ခဲ့တဲ့ကောင်းမှုမကောင်းမှုတွေကပိုပိုပြီးတော့များလာခဲ့တယ်။ဘလောက်ထိများလာသလဲဆိုရင်ကျွန်တော်တို့ရဲ့လွတ်လပ်တဲ့လူအဖြစ်ကမေ့အော့ပြီးနေတဲ့အထစ်ကိုများနေခဲ့တာ။အသိဉာဏ်တွေပါမလွတ်လပ်ကြတော့တဲ့အထစ်ဖျားရီရဲ့လက်အောက်မှာမေးမိန်ကုံကြပြီးဆိုတာကိုအသိဉာဏ်တွေကဖျားရီရဲ့လက်အောက်မှာညိုပြမှုံကြီးလို့ဆိုပြီးတော့ဗျာဆရာရေးပြပါတယ်။ဒီပိုက်မှာဖျားရီလို့သုံးထားပါတယ်။ဖျားဆိုတာဘယ်အရာကိုကပြန်ဆရာညွှန်းကျင်တာလဲ။ ကျွန်တော်တို့စိတ်ထဲကဘာမှမသိကြောက်နေရတဲ့အရာကိုကြီးညှောနာလားငွေကြီးလားအာနာကိုလားအချိန်ဝါကိုလားတေးကြတာကတော့ကျွန်တော်တို့ဟာဖရားတွေရဲ့အောင်မှာအသိဉာဏ်တွေထုံထိုင်းကြီးဝေနေကြပါပြီအဲ့ဒီမှာဇက်တော်တွေရှိမယ်ဒန်နာယူတွေရှိမယ်ပုံမြင်တွေရှိမယ်တစုံတစ်ယောက်ကောင်းသားဖို့ဘီလင်းကအရေးပါလာတယ်ဇက်ရံတွေကပါရမီဖြစ်ပတ်တွေဖြစ်လာမယ်ဇက်လိုက်ကတော့ပို့ပြီးတော့ရုံလုံးကြွရမယ်နေရာထိုင်ခင်းအခင်းအချင်းကကြီးကြီးကျယ်ကျယ်ဖြစ်ရမယ်ဘသူမှတော့မမြင်ဘူးခဲ့ကြဘူး အဲ့ဒီမှာတဲ့ဘာမှလဲဘယ်နေရာကိုခင်ဗျားဆရာပြောချင်တာလဲကျွန်တော်ကတော့လောက ရုပ်ရှင်ထဲမှာလို့မြင်လိုက်ပါတယ်ဒါဆိုရုပ်ရှင်တွေရဲ့သဘောသဘာဝအတိုင်းဇလန်းဇက်ကွက်ဇက်ဆောင်ဇက်ပုပြီးလိမ်စသဖြင့်ပါရတော့မှာပေါ့ကျွန်တော်တို့ကိုယ်တိုင်ပါဝင်နေတဲ့ရုပ်ရှင်ထဲမှာကျွန်တော်တို့ကတခါတလေမင်းသားတခါတလေဇက်ပုတခါတလေပြီးလိမ်တခါတလေတော့ပြိတ္တအဖြစ်ပါဝင်နေကြမှာပါပဲအဲ့ဒီမှာနေရာထိုင်ခင်းကကြီးကြီးကျယ်ကျယ်ဖြစ်ရမယ်ဒါပေမဲ့ ဘသူတွေမှတော့မမြင်ဘူးခဲ့ကြဘူးလို့ကပြန်ဆရာကတတိယပိုက်ကိုပိတ်လိုက်ပါတယ်တနေရာကိုကပြန်ဆရာကကပြဖတ်သူကိုခေါ်လိုက်တာပါလိုက်တက်တဲ့သူကတော့ကပြန်ဆရာခေါ်ပြီးပြတာကိုမြင်မိပါပါလောကရဲ့ကြေပြောမှုကိုအရွယ်တိုက်လိုက်ခြင်းလို့ကျွန်တော်မြင်မိတယ်ဒါမှမဟုတ်ဖြစ်ခိုက် ကြုံရတဲ့လောကရန်ရဲ့ကြေပြောခြင်းလို့ကျွန်တော်မြင်မိပါတယ်လောကကိုရောက်လာကြတယ်ဘဝတူတူကိုဖျက်ဆီးကြတယ်ဒါပေမဲ့မမြင်ဘူးခဲ့ကြတဲ့သူကခံပြမရရင် ဒါမှမဟုတ်မေးပြောက်သွားကြတဲ့သူတွေကခံပြမရရင်မဟုတ်လားကျွန်တော်တို့စိတ်ထဲမှာလေးလေးပင်ပင်စွဲမြဲနေတာဘယ်နှစ်ယောက်များရှိသလဲဖြည့်ကြည့်ပေးပါဦးဒါပေမဲ့ယုံခဲ့ကြတယ်ဘဝကိုယုံခဲ့တယ်ချစ်ချင်းမြတ်တာကိုယုံခဲ့တယ်တိုင်ရောစင်ကိုယုံခဲ့တယ်တငယ်ချင်းကိုယုံခဲ့တယ်မိသားစုကိုယုံခဲ့တယ်ကံကြမ္မာကိုယုံခဲ့တယ်ချစ်သူကိုယုံခဲ့တယ်ဖျားတွေကိုယုံခဲ့တယ်ယုံခဲ့တယ်ယုံခဲ့ကြမိတယ်ယုံခဲ့ကြပါတယ် ယူတရားရှိတာယူပြီးတော့ချမ်းတရားရှိတာချမ်းဖို့တော့လိုလိမ့်မယ်။ဘာတွေယူပြီးတော့ဘာတွေချမ်းခဲ့မှာလဲ။ကောင်းတာတွေယူပြီးတော့ကောင်းတာတွေကိုချမ်းခဲ့မှာလား။မကောင်းတာတွေယူပြီးတော့ကောင်းတာတွေချမ်းခဲ့မှာလား။မကောင်းတာတွေယူပြီးတော့မကောင်းတာတွေချမ်းခဲ့မှာလား။ကောင်းတာတွေယူပြီးတော့မကောင်းတာတွေကိုချမ်းခဲ့မှာလား။ဒါကတော့ရုပ်ရှင်ရိုက်ဖို့ရောက်လာတဲ့ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါပဲ။ခုပြောတဲ့အကြောင်းကတော့ရုပ်ရှင်ဖြစ်ပါတယ်။ကျွန်တော်တို့ကိုယ်တိုင်ပါဝင်ရိုက်ကူးနေတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်မပါဝင်ရရင်တော့မှအဝေးကနေငေးမောကြည့်ရင်ယင်မောနေရတဲ့ရုပ်ရှင်ဖြစ်ပါတယ်။တိုက်ကြီးတွေပြိုကျတာလူတွေအများကြီးတေကြကြေးကြတာဒဏ်ရာပရပွားနဲ့နာကျင်ကြံရစ်ခဲ့ကြတာသမီးလေးတော်လက်စတ်သက်အောင် စာမပီးသေးခင်ဘဝဆက်သိမ်းသွားခဲ့ကြရတာအမေရသားကိုရှာရတာတားကအမေကိုရှာရတာဟာလောကငရဲ့ဆိုတာဒါလားဆိုပြီးတော့ပြောရလောက်တဲ့အခြေအနေတွေကိုရုပ်ရှင်တကားလုံးမြင်နေရတာဒါဟုတ်တိတ်နာကျင်ရပါတယ် ဒါပေမဲ့လည်းကျွန်တော်တို့လူလောကကိုရောက်လာကြတဲ့ကဘဝဇာကားကြီးထဲမှာကြာရနေရာကနေဝင်ပြီးတော့ကခုံနေကြပီးသားဖြစ်နေပါပြီကျွန်တော်တို့ပါဝင်ထားတဲ့အကောင်းဆုံးရုပ်ရှင်တစ်ခါမှာကျွန်တော်တို့ဘယ်နေရာကနေဝင်ရိုက်ရိုက်ခဲ့ကြတာလဲဒီဇာကားကိုကောင်းအောင်ဘလောက်အထိကျွန်တော်တို့ပံ့ပိုးပေးခဲ့ကြတာလဲဆိုတာကတော့တစ်ချိန်ချိန်ကျွန်တော်တို့ဇာကားကို ပြန်ကြည့်မိသူတွေကဆုံးဖြတ်ကြပါလိမ့်မယ်ဒါဟာကျွန်တော်တို့ရဲ့တမိုင်းလေးဖြစ်ပါတယ်ရန်စာငိတ် ဟုတ်ကဲ့အခုလောစုံဒီနားဆင်ပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာကျွင်လန်းချမ်းမြေကြပါစေ။